ကျွန်တော်ကယူသားတဲ့သခိုးကြီးစားလေးပါ တကယ်ကိုယူသားပါတယ်ဘလောက်ထိယူလဲဆိုပါဇက်ထဲလက်ထဲထားရင်တော့မှ မကြိုက်တော့ဘူးအဲ့လောက်ထိအောင်ယူသားတာချိုလိမ်မှတ်ပြီးတော့ပဲစို့နေတာဒါဆိုပြီးလူရှင်တော်တွေပြက်လုံးပြက်တယ်လို့ပဲပြောရတော့မယ်ထင်ပါတယ် ရိုးသားတဲ့တခုအကြီးစားတပုကျင်ဆိုရဲဆိုတာမျိုးမင်းမလည်းတည့်ရတည့်ရမျိုးစုံကျိုးခုံနေတော့တာပဲတကယ်ပါပဲအာသာမပြေမမဝေးအတန်နေနဲ့ကိုပြောနေတော့တာဘာရိုးသားတာလဲပါဇက်တဲ့ခြေစာပြောရင်တော့မယုံတော့ဘူးဘာလို့လဲဆိုတော့ယုံရင်းယုံရင်တော့မခြေကြိုက်လို့စားပြီးပြောတဲ့ကောင်ဆိုပြီးတော့တွေးပြလိုက်အောင်မယ်အမှန်ကသူ့ယုံတဲ့ကလည်းဇက်တန်နှော့ပြီးပြောရမှာ ကျွန်တော်ရိုးသားပါတယ်ခမညာဆိုတာမျိုးကျွန်တော်ရိုးရိုးသားသားလေးပါပြည်သူတွေတောက်ချလို့မြောက်ကားကြီးကြမယ်ဂျိုးစင်မှာတက်ရတော့မယ်ရိုးသားတဲ့ပခိုးအကြီးသားလေးပါဆိုပြီးအဲ့လိုပဲဇက်တခုဖိုးချစ်လေးတန်လေးနဲ့ပြောရတော့မယ်ထင်ပါတယ်ဒါမှလည်းနားထောင်လို့ကောင်းအောင်ပဲဘယ်နဲ့ဗျာခွေးပါဇက်ကနဲ့စကားထွက်တယ် ဘသူကယုံတော့မှလည်းသူယူသားပါတယ်ဆိုတာလကအိုကြီးကကျုပ်သားပုတ်ဆွေးတွေမစားတတ်ပါဘူးအသီးရွက်တွေပဲစားတတ်တာပါဆိုတာမျိုးတကယ်ယူသားတယ်ပြောရပါဆိုတာမျိုးဖြစ်နေပြီဒင်းဘလို့ပဲပြောပြောဘသူမှဘသူကမှတော့ဒင်းကြီးကပအကြီးအဆုံးပြက်လုံးတစ်ခုကိုအရက်ဆက်ဆုံးတတဝါတစ်ကောင်ကလှုပ်ပြနေတယ်လို့ပဲထင်ကြမှာမယ်မယုံရေးချမယုံပဲဂုံဂုံပြောရရင်တော့ ဖာကောင်းကပြည်တစားပပျောက်ကြီးလောက်ကြမဲဆိုတာအယူသားဆုံးအမှန်တိုင်းပြောရပါမယ်လို့ပြောနေတယ်လို့မျိုးဖြစ်နေပြီ။ဒါနဲ့သူကမြန်ပြောရတယ်ရှိသေးတယ်လူအလိုနမ်မလိုက်လိုက်လေးဘာလေးနဲ့ပြောနေလိုက်တာနှကမ်းပန်းလန်းလေးကိုလန်လို့ကော်မတီဖင်နဲ့ပြောင်းအုပ်ထဲ့ဖောက်ခံရတယ်လို့စုတ်ပြတ်တက်နေတဲ့အနေထားနဲ့ပြောနေတာဗုဒ္ဓဘုရင်ဆိုမယားယုတ်ကိုဘာလို့ဒီလိုနှိုင်းနှိုင်းပြောရတယ်လဲဆိုရင်ပြောရရင်တော့တပ်ပုမယားကော်မတီယုတ်ကိုလည်းမျက်လုံးနဲ့ တန်းငနဲ့လက်ငနဲ့မြင်တောင်ပြောရရင်ဒေယုံကလည်းဒေါ်ခွတ်တော်နဲ့လူရှင်တော်ငိမ့်ချန်ဆက်ပြီးကြားထားပြီးလူဖြစ်လာတဲ့အော်မလီယုံကြီးဖြစ်နေတင်းကိုလေနေကင်းကြောင်တော်တဲကရရင်တော့မှမိတ်ကလင်းစရာမလိုတဲ့ရုပ်ခံမျိုးမြန်မာစကားပုံမှာပုံမလာပန်းမလာဆိုတဲ့ဟာအဲ့စကားပုံကဘုဒ္ဓဘူးကျင်ဆိုးမရခွန်မဏိကြောင်ဖြစ်လာတာလို့တော့ထင်ရတယ်။သဘောမှာမလာဘူးဘလို့ပန်းမှာလဲတထောင်ထောင်ဖြစ်စရာကိုအကြောင်းမရှိတဲ့ရုပ် စာဟုတ်ကစိုးရတဲ့ကြားတဲ့စိတ်ထားကလည်းမကောင်းဘူးစိတ်ထားမကောင်းဆိုချမ်းသာခဲ့လားဆိုတော့လေအရင်ကကွန်တုံးဘူးလောက်တောင်ရှိတဲ့အခန်းလေးမှာနေခဲ့ရတဲ့သူအခုသာပြည်သူစီကနေမှအာရမလူရက်ထားတဲ့ပစ္စည်းတွေနဲ့ခွေးဥမအမဲယူတစ်ချောင်းနဲ့စမန်ထပြနေတယ်လို့မျိုးပစ္စည်းမှန်ထဆောင်ကြွပြနေရလေပြောရရင်ဖြင့် နီနီခင်စော်လိုမျိုးပဲကဘာမှာရှိသမျှအမျိုးသမီးတွေကသူတယောက်တည်းပဲဗိုက်ကြီးဘူးလိုမျိုးနဲ့ဗိုက်ကြီးတပြားပြားနဲ့တစ်တော့မှကပြားနေတာလေအခုလဲကော်မဏီကလဲ MV ဒစိမ့်နဲ့ဘာစိမ့်ညာဒစိမ့် branded တွေကိုကဘာမှာသူတယောက်တည်းပဲ limited အနေနဲ့ကင်ဘူးလိုမျိုးနဲ့လူစီစီဆိုထုတ်ထုတ်ကြွပြနေရတာလေကလဲကြီးလိုက်တာမှမြောက်တကုံအမိုက်ပုံရှိကဖြက်လာတယ်လိုမျိုးပဲလေဦးကပုတ်စော်နန်းနေတာဒါကြောင့်လဲပေမမီတောက်မမီဂျပောင်ကုဂျပူကောင်ကြက်မပြေကောင်ရဲ့လင်ကိုပဲဖမ်းနိုင်တာလေး ီမိန်းကဘာနဲ့တူလဲဆိုရင်တော်တလင်းလာသားတောင်းနေတဲ့ခွေးဝဲစားမကြီးလိုမျိုးပဲသူ့ကိုဘသူကမှတက်မခွာတော့စိတ်မကြည်ပဲနဲ့တွေ့ကြရလိုက်ကြိုက်ချင်နေတဲ့ခွေးဝမကြီးလိုတော်ဆန်းစုကြည်ကိုလည်းမနာလိုဝင်းတိုစိတ်တွေနဲ့လင်ကိုမြှောက်ပေးအာနာရမလားထင်ပြီးစုသိမ့်ခိုင်းတော့ဟောခုတော့ဒင်းတို့လင်မယားကဓမ္မလဲဆုံးตาလဲဆုံးဖြစ်ရတော့မယ်အနေထားကိုဖြစ်နေပြီဒင်းတို့ဒီအောင်တခွင်းမဲ့ပြောလိုက်ချင်စမ်းပါပြီဗျာအနူလည်းနဲ့ရှူခွဲမနိုင်ချင်ညာနဲ့ဂုံဂုံပြောရရင်အနူဖြစ်နေတာတော့မှာ တူကလေးနဲ့စားကြင်သေးတယ်လို့ပြောနေတာဘွားကိုကိုဘွားကိုတင်းတို့တီးဖို့လိုပြီတင်းတို့ဘာမှရရမဲမဲရရကန်ဆုံမရနိုင်တော့တဲ့အနုဘွားကိုရောက်နေရပြီပြည်သူဗန္ဒာနဲ့ပြည်သူကိုရန်ရှားနေတာပြည်သူအာနာနဲ့ပြည်သူကပဲတရားစီရင်လိမ့်မယ်ဗျာပြည်သူကတရားစစ်မှန်တော့ကြောင့်တရားတော်စစ်ပြည်သူလက်ထဲမှာပဲရှိတယ်ဗျာ ခုလ28ရက်နေ့ကမြန်မာနိုင်ငံဖက်စစ်အာဏာရှင်လက်အောက်ကလွတ်မြောက်အောင်တိုက်ထုတ်ခဲ့ကြတဲ့ပြည်သူတွေကိုဂုံပြူသောအဖြစ်အမိပေးခဲ့တဲ့ဒေါ်လာရင်းနေ့အဲ့ဒေါ်လာရင်းနေ့ကိုအာဏာရှင်ဘုံနေဝင်းကတက်မတော်နေ့လုတ်ပစ်လိုက်တယ်အခုအဲ့ဒေါ်လာရင်းနေ့အမိပါပဲနှုကြီးဝင်ကြီးကတော့ဒေါ်လာရင်း၄နှစ်တာအတွင်းရေးကြီးတဲ့ရလက်၃ခုကိုလက်ဝယ်ရရှိလိုက်ပြီလို့ပြောလာပြီပထမရလက်ကတော့ပြည်သူကာကွယ်ရေးတက်မတော် တခုပြည်သူလူတွေထောက်ခံအားပေးမှုနဲ့အတူခိုင်ခိုင်မာမာတည်ဆောင်ရည်တည်လာနိုင်တဲ့အချက်ပဲအရင်လိုကျွန်တော်တို့ပြည်သူတွေကခြေမဲ့လက်မဲ့မဟုတ်တော့အညာအောင်ပွဲဟာအာနာရှင်ဥကောင်းကိုရိုက်ကွဲမဲ့အနေထားတီကိုရောက်နေဘယ်နေရာပါအောင်နာညာအောင်နာကအညာအောင်မှုမှလာအညာအောင်မှလာပြည်တော်တာမယ်မဟုတ်လားဒုတိယရလက်တစ်ခုကတော့ဒေါ်လာရဲ့အဖွဲ့တွေရဲ့စိုးမိုးထိန်းချုပ်နေမြေလွတ်မြောက်နေမြေတွေတနိုင်ငံလုံးတိုင်းတာနဲ့နေရာနှံပြားမှာပေါ်လာပြီး တတိယရလကစစ်ကောင်စီရဲ့အုတ်ချုပ်ရေးဖြတ်သိမ်းပြီးတော့ပြည်သူအုတ်ချုပ်ရေးရန်တွေကထူထောင်နိုင်ခဲ့ပြီလို့ပြောလာတယ်။အကယ်ဒီတော့ချုပ်အားဖြင့်ဆိုရတော့ရုရှားကိုသွားဖွမင်းညီနောင်တော်ဆက်ကြောင်းပြောစအုပ်ရောင်းတာဘယ်သူလဲ။နာမည်တက်ပြီးပြောပိုင်권ရှိယူသားပါတဲ့ယူသားဆိုတာပြောပြီးတော့တခိုးကြီးဖြစ်တော့ဘယ်သူကလဲအဲ့ဒါကလည်းအဲ့တခိုးကြီးကြီးစားကဘယ်သူလဲဆိုတာနာမည်တက်ပြီးပြောပိုင်권မရှိဆိုတာမျိုး တရားတော်စစ်နိုင်ရမယ်ဆိုပြီးမတရားလုပ်နေတဲ့သူကြီးစစ်ရှုံးနေတာဘသူလဲနမဲတက်ပြီးပြောပိုင်ခွင့်မရှိသွားထိန်းထားနိုင်မှာပြီးပြောပြီးပထွေးနာဟိုတော့သွားပြောပြီးတော့နေပြီးတော့သူ့အိမ်ဝင်ပတ်လည်မှာတော့ကွန်ကရစ်ခန့်တက်ကြီးတွေတိဆောက်ပြီးတက်ရင်းနေတို့ချနေရတာကလည်းဘသူလဲနမဲတက်ပြီးပြောပိုင်ခွင့်မရှိဆိုတာပေါ့ဗျာရေကွက်ဝဲကြီးကျင်းပနိုင်တော့မယ်ပြောပြီးမကြခင်မှာပဲကျိုးစင်အချုပ်ခန်းနဲ့ထောင်ထမင်း ငိုတဲခဲရွေးပြီးစားရတော့မယ်ရေကောက်ပွဲလှုပ်ရမယ်သူကြီးကလည်းဘသူလဲနာမည်တက်ပြီးပြောပိုင်ခွင့်မရှိအဲ့တော့2025နှစ်မကုန်ခင်မှာပဲတို့ကတော့နာမည်တက်ပြီးတော့အောင်ပွဲခံပြရတော့မယ်အနေထားဖြစ်နေပြီရေတော်ပုံကအောင်နေပြီ